ုတ်ကဲ့မင်္ဂလာပါဆရာရှင်အဟုတ်ကဲ့မင်္ဂလာပါခင်ဗျဟုတ်လက်ရှိဒီထိုင်းနယ်စပ်မှာဒီနာမည်ကြီးနေတဲ့ဒီကြားဖြတ်နေရပြီးလို့နာမည်ကြီးနေတဲ့ဒီရွှေကုတ်ကိုရော ပြီးတော့ဒီတလောက KK Park ရောပေါ့နော်အဲ့နေရာတွေမှာအဲကြားဖြတ်နေတဲ့နေရာကိုဇက်တိုက်လှုပ်လာနေကြတာတွေ့ရတယ်အဲပထမပေါ့လေဒီရှမ်းမြောက်ကနေပြီးတော့ဒီကရင်ဘက်ကိုရောက်လာတယ်ဆိုပြီးတော့ဒီကြားဖြတ်နေကအခုဒီဒီနေရာတွေမှာလည်းရှင်းလင်းရေးလှုပ်ခံနေရတယ်လို့ တွေ့နေရတယ်ပေါ့နော်။အော်ဆိုတော့ဒီကြားဖြတ်နေကဘဲကိုထပ်ပြီးတော့ရွှေ့နေတယ်လို့ကြားမိသေးလဲရှင်။မြန်မာနိုင်ငံကကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်မြန်မာနိုင်ငံနဲ့မကဘူးဒီရှစ်တောင်အရှာကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အင်မတန်ရှုပ်ထွေးတဲ့အခါမှာသူကလေယာဉ်အထက်ထက်ရှိတဲ့အခါတောင်တန်ကကြွကြွပြန့်ပြန့်မတိတာဘူးတစုံလုံးကိုနားလည်ဖို့ကခဲရင်တာပေါ့နော်။ အဲတတင်းနေမှာ အများစုထွက်သလားလူများသိတာတော့အခုဆိုရင်မြဝတီအရင်အဆိုလောက်ကင်ပေါ့ဒါတွေပဲသိကြတကယ်တမ်းမှာကြားဖြန့်လုပ်ငန်းဖြန့်ကျက်မှုကနိုင်ငံအားဖြင့်ဆိုရင်သုံးနိုင်ငံပါတယ်မြန်မာကမ္ဘောဒီးယားလာအိုမြန်မာပြည်မှာကတော့အဓိကလို့လာဖြစ်တယ်မြန်မာပြည်မှာကပဒဝီနေသားနဲ့ကြည့်မယ်ဆိုရင်ဒီကြားဖြန့်လုပ်တဲ့အဲဟာကိုစန်တာကြီးတွေကြည့်မယ်ဆိုရင်ပန်ဆန်မိုင်းပေါက်မိုင်းလာ တာချီလိမ့်ပေါ့ ဒဝီနေတာနဲ့ကြည့်ရင်တရုတ်မြန်မာနယ်စပ်ရှမ်းမြောက်ရှမ်းရှေ့ဆိုတဲ့ဇုံတွေပါတယ်ပြီးရင်ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ပါတယ်အရင်ဆုံးဒီကိစ္စတွေကြားဖြတ်နဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေလည်းဘယ်ကနေစတယ်ဆိုတော့ကက်ဆီနိုဟိုလောင်စားလုပ်ငန်းဒီပြည်စားလုပ်ငန်းဒါတွေပါဝင်ပေါင်းဖို့လုပ်ငန်းတွေပေါ့နော်မြန်မာပြည်မှာအာဒီရှမ်းမြောက်ရှမ်းရှေ့မှာငင်းငင်း စစ်စစ်အုပ်စုနဲ့ငင်းငင်းရပြီးတဲ့နောက်ပိုင်းပေါ့နော်2010ပြည့်နှစ်နောက်ပိုင်းကစပြီးတော့ဝါကိုကန်မိုင်းလာဒီအရေကအာငွေမြန်မြန်ပေါ်တဲ့တရုတ်ဘက်ကရင်းနှီးမြှုပ်နှံမှုတွေကိုဖွင့်ပေးလိုက်တာအနေပြီးတော့စလာအဲ့တော့အဲ့ဒီဒေတာတွေမှာငကိုကတော်ကြီးခေါင်ကောင်တကယ်6ဟိုဘာမှမရှိတဲ့ဒေတာတွေဆယ်စုနှစ်အနည်းငယ်တွင်းမှာပဲအထမ်းမြင့်အဆောက်အဦးနည်းနဲ့ခင်မင်မျိုးကြီးတွေဖြစ်ပြောင်းသွားတယ် တဖက်မှာတော့လေအာကြီးသူအနိုင်ရနော်လက်နက်ကင်တွေကပဲအตาရတဲ့တော်ရိုင်းဥပဒေတော်ဝဲနဲ့အရှင်တန်လာခဲ့တာအဲ့ဒီဒေတာတွေကိုမြန်မာပြည်ရဲ့တခြားသောဒေတာစွန်စားပြီးတော့အလောက်ကန်ရှာပွေတဲ့လူငယ်တွေဒါအာ stress ဒီဒေတာတွေက stress လောက်ကန်အတွက် stress ဆောင်မှု stress ဆောင်စရာဖြစ်လာခဲ့တာဒီလိုနဲ့သူ့ရဲ့သူ့ဒေတာပေါ့ဗျလဲပတ်နေတာမြန်မာပြည်ဆိုတာကလည်း အဲငွေမဲတွေဟေဒီကထွက်လာတဲ့ငွေမဲတွေကအာဒီရန်ကုန်မန္တလေးစသဖြင့်မြို့ကြီးတွေကိုဆင်းပေါ့နော်အဲအဲ့ဒါမျိုးနဲ့သွားတယ်ဒါပေမဲ့ဖြစ်ချင်တော့ covid 19ကအပြောင်းအလဲတစ်ခုဖြစ်သွားတာ covid ကြောင့်တရုတ်ပြည်မှာလည်းစီးပွားပြက်နောက်အဲဒီနေဆက်ကလည်းပိတ်တဲ့အခါမှာကျွန်တော်ခုနကပြောတဲ့ရှမ်းမြောက်တို့ရှမ်းရှီတို့ကဒေသတွေကလုပ်ငန်းတွေ ဒီလောင်းစားလုပ်ငန်းတွေနော်ဒါတွေကပျက်စီးသွားအဲ့မှာဒီလူတွေကကြားဖြတ်လို့လိန်တာဟိုဆလာပဲအစာပိုင်းမှာတော့သူတို့အတွက်ဘာသာစကားအရလွယ်တဲ့တရုတ်တွေကိုပြစ်မှတ်ထားတယ်အများအပြားတော့တရုတ်ပြည်ပြည်မာကြီးကတရုတ်တွေပေါ့အလင်းခမ်းတာတွေများလာတော့တရုတ်ပြည်မှာအမှုတွေများလာတဲ့နောက်ဆန္ဒပြတာတွေဖြစ်လာတော့တရုတ်ဆိုရကွန်မြူနစ်ပါတီကို PRP PR တွေဖြစ်လာတော့အဲ့မှာ တရုတ်ဆိုရဒါတွေကိုဖြုတ်ခွင်းမယ်ဆိုတာဖြစ်တော့ဒီချိန်ကောင်းသွားหนีတဲ့မြောက်ပိုင်းမှာဟာမေပွဲအဲ့ဒီ line ကိုယူစီးပြီးတော့1027ဆိုတာဖြစ်လာတာနော်ဒါတွေကတော့အသေးစိတ်ပြောကြရမလို့ပါဘူးဟာလာကိုကံကိုတရုတ်ကဝင်စီးမှုတွေနောက်ပြီးတော့စစ်ရှုံးနဲ့မြန်မာစစ်အုပ်စုရဲ့မဟာမိတ်ကိုကံကောင်းတော်ပြည်သားစုတွေတရုတ်နိုင်ငံကိုစစ်အုပ်စုကနေပြီးတော့မင်းအောင်လှိုင်ကနေပြီးတော့ပြန်လွှဲပေးတာလေးနော်ဒါတွေဖြစ်လာတယ် နောက်ရှမ်းမြောက်မှာအဲ့လိုဖြိုခွင်းခံရပြီးเนาะရှမ်းရှိမှာလည်းသူက PR တွေတက်လာမိုင်းလာမှာပါတက်လာတဲ့အခါမှာကရင်ပြည်နယ်ကငကိုကာစီနိုအခန်းကြီးရှိထားပြီးသားเนาะ2019လောက်ပိုင်းကဝင်ထားတဲ့အဲဒီဟာတွေကဒီစင်တာတွေကကြားဖြတ်နေဖြစ်ပြောင်းလဲသွားကြားဖြတ်နေဖြစ်လှုပ်လာကြတာကြားဖြတ်နေရလဲသူကကြားဖြတ်လှုပ်တဲ့လူတွေကတကယ်သူရဲ့ကြွန့်ကျင်မှုကတိကြဘူးเนาะသူကတကယ်ဟို ဟိုလုပ်ငန်းပိုင်းဆိုင်ရာကြွမ်းကျင်မှုနောက်ပြီးတော့ဒီ data တွေခြိုင်းနေဟာစားထားတော့အဲ့တော့ဒီလိုမျိုးတရုတ်ပြည်ကဖြိုခွင်းလာတဲ့အခါမှာသူကတရုတ်ပြည်ကိုပြစ်မှတ်ထားတာတဲ့အဲ့ဒီကြဖြန့်ခြိုင်းနေရတကယ်နိုင်ငံတကာရာဇဝတ်ခြိုင်းနေရမျိုးချစ်စိတ်သက်ရှင်တိုင်းရေးဆိုပြီးတော့ကြွေးကြော်ပြီးတော့နိုင်ငံတကာကိုပြစ်မှတ်ထားတော့တယ်တရုတ်ကလွှဲရင်ဂျန်နဲ့အာဟုတ်ပြစ်မှတ်ထားတာပေါ့အဲ့ဒီတည်းမှာအခံရသုံးကတော့ ချမ်းသာတဲ့ဖွံ့ဖြိုးတဲ့နိုင်ငံတွေအမေရိကန်ပါဝင်အနောက်နိုင်ငံတွေပေါ့အဲ့လိုနိုင်ငံတွေများလာတာနဲ့များအဲ့ဒီကလူတွေကိုလိန်ဖို့ဘာသာစကားကျွမ်းကျင်တဲ့သူတတ်တဲ့သူတွေဒုက္ကုံကူတာတွေလောက်ရတော့လူပိုးလူခေါ်တာတွေလုံမရတဲ့အခါကျရင်အတင်းအတ္တမလူကုံကူပေါ့နော်အဲ့မှာမြန်မာတွေကဝင်လောက်ကြတာရှိတယ်မြန်မာတွေကလောက်ဒါအများစုကတော့လူရှာတဲ့အဆင့်အခြေခံအဆင့်လောက်ရမြန်မာနိုင်ငံမှာကဒီ2021 February တရနေ့ဆက်အာနာသိန်းတော့ လူတို့စန့်ကျင်မှုကာပြီးနိုင်ငံရေးတွေမတိမ်မြတ်မငြိမ်သက်မှုတွေဖြစ်နောက်ဘ ਹੁ အာနာပြုတ်ကွဲเนาะအဲ့တော့တော်တော်မီလောင်တော်ကြောင့်ခမောင်းခတ်တဲ့ခစ်ပေါ့ဗျာဒီခစ်ပြက်တဲ့အအနေထားဖြစ်လာအဲ့မှာကြားဖြန့်ကလိုင်စင်ရလို့ပေါ်ပေါ်တင်နေမဲ့အချက်မဲ့ပြီးတော့လုံနေတာဒီစင်တာတွေကနေပဲတကဘာလုံးကိုပတ်ပြီးဒုက္ခပေးတာအဲ့မှာကဘာကအာယုံဆိုင်လာတာ2024မှာ တရုတ်ကအရေးယူဆောင်ရွက်ပါမယ်ဆိုပြီးတော့ပြစ်လာပြီးတော့ဒီထိုင်းမြန်မာနယ်စပ်ကိုပါဝင်လာတာပေါ့ဒါပေမဲ့လည်းသူ့ရဲ့သူ့ရဲ့အဲ crack down ကထိရောက်တာမရှိဘဲနဲ့ကြားဖြတ်နေရပန်းပတ်မပြတ်ဘူးဆက်လဲနေပြောရရင်ဒါအမေရိကန်အရေးယူမှုဝင်လာတာပဲ normal စနေနေ့ကအမေရိကန်ကသူကြီးညာလိုက်တယ်အမေရိကန်နိုင်ငံသားတွေထောင်ချီပြီးနှစ်စဉ်ဒေါ်လာတန်း amount ထောင်နဲ့ချီလိန်ခံနေရတာဒါကိုကာကွယ်ဖို့အတွက် strike force ပေါ့ scan center strike force ဆိုသူဖွဲ့စည်းလိုက်တယ်ဆိုလဲဟာဖြစ်လာတော့အဲ့တော့သူချမ်းမေးတဲ့ဒီမှာဒီကြားဖြတ်နေရဘယ်ကိုရွှေ့လိုက်လဲဆိုတာကိုဖြေရရင်အမေရိကန်ဝင်တာအဒီဒါမှမဟုတ်ဒီမေအွန်လိုင်းလို့ဆော့ချစ်သူတို့ကြားဖြတ်ကိုဖြိုခွင်းပြတာတွေမတိုင်ခင်တည်င်းပတ်ဒီအလိုမာကိုပဲ KK ပတ်ကကြားဖြတ်နေရကမ်ဘောဒီးယားကိုပြောင်းသွားကြားဖြတ်နော်အဲ့တော့ဒီဒီဒီကြားဖြတ်တဲ့ဘောကဒီလိုသူက process လုပ်ငန်းနေရှိတယ် အာဥပမာပြောရရင်ပထမဆုံးသားကောင်ရှာတဲ့သူကရှာရတယ်အောက်စုကပြီးရင်သွေးဆောင်ဖြားရောက်မှုဟိုလုပ်တဲ့သူကလုံးရတယ်ဥပမာပြောရောက်ကြကြီးတွေဆိုရင် main link ငငယ်ချော်ချော်လေးတွေကဗီဒီယိုကောနဲ့အဲမယိုဒစ်ကဆက် check လုပ်ပေါ့ကွယ်အဲ့မှာမိလာပြီဆိုရင်အဲ့လိုနဲ့အဲလုံးမိသွားပြီဆိုရင်သူက HD ဖြားလိုက်ရမလားဆိုပြီးတော့ change out เนาะမဖြစ်ချင်းအာဘာဘာလုပ်ပါပေါ့ ါမှမဟုတ် Bitcoin ရင်းနှီးမြှုပ်နှံမှုလောက်ပါပေါ့အဲဒီမှာအလိုကာကန်ရှင်တွေကသားကောင်တွေကအဆက်ပွဲမှာနောက်မိသားစုတွေတိမာဆိုပြီးတော့ Bitcoin investment ဆိုပြီးလောက်လိုက်တာအဲ့ဒါကြားဖြန့်ကြိုင်သားတဲ့ဒီ network တဲ့ဝင်သွားပြီးရှိသနာအကုန်ကုန်တာပဲပြောရရင်တော့လိင်ကတစ်ခုတည်းတော့မဟုတ်ဘူးအများကြီးတည်းဒါဟိုတစ်ခုပြောပြတာပေါ့အဲ့တော့ဒီဝတ်တက်တဲ့လုပ်ငန်းစဉ်ကပြတ်လို့မရဘူးသူက process ရှိတယ် အဲ့တော့အဲ့ဒီလိုမပြတ်စီရေးအတွက်အခုဖမ်းမဲ့ကြီးမဲ့ဆိုတော့သူကပြတ်မှာဆိုလို့အပြောင်းရွှေ့လုပ်ကြတာအမေးစရာရှိမှာပေါ့ဥမာကြားပြန်လုပ်တာတူကွန်ပျူတာနဲ့တူချင်း work from home လုပ်လို့ရတာမျိုးကိုလုပ်လို့မရဘူးလားဘယ်ကြာဆိုဂိုင်းနေတာအဲ့လိုမျိုးအလုပ်မခံဘူးဒါဆိုသူတို့ထိန်းချုပ်မှုမရပဲနေမှာဆိုလို့သူတို့ကသူတို့မျက်စိရှိမှာပဲသူတို့ကအနီးကစောင့်ကြည့်ရအနီးကစောင့်ကြည့်ဆိုတာ CCTV တွေမကဘူးအဲ့ဒီလူတွေတုံးတဲ့ဖုန်းတွေဘာတွေကအစသူက monitoring လုပ်ထားပြီးတော့ ဟိုပြောရရင်အချုပ်တဘောမျိုးဟိုဟိုချုံဟိုအချုပ်တဘောမျိုးနဲ့ထားပြီးတော့လောက်တာအဲ့ဒီစင်တာတွေဟိုကိုလည်းဒီတနက်ကရင်တွေကစောင့်ဟိုစောင့်ကြပ်ပေါ့နော်အဲ့တော့အခုကဘာလဲဆိုတော့ပြောရရင် KK ပတ်ကို KK ပတ်တဲ့တချို့အစားအဝတ်တွေဟိုအဖြစ်ပြပြီးတော့ကမ္ဘောဒီးယားပဲရွှေ့သွားနော်နောက်ပြီးတချို့ကလည်းဟိုဟိုတချို့ဟိုဘာပေါ့တိတ်ရှောင်းတာတွေလောက် သူတို့ရက်သွားတာမဟုတ်ဘူးတတိရက်မယ်ဆိုတော့စုံပြချက်တွေမကြသေးဘူး now ဘာဘာတွေ့ရလဲဆိုတော့အခုဖြက်စည်းလိုက်တဲ့အဖြက်စည်းတွေစာသူတို့ကဟိုဒီအစာဦးတွေစာ နောက်ထပ်စင်တာဟိုဟာပေါ့အစာထိုးပြန်ဆောက်ဖို့ပါစင်တာနေဟိုဟာစီစဉ်နေတာတွေ့ရတာ ဒီမှာလူအုပ်စုလိုက်ကြီးတည်င်းနေဒီမှာပါတယ်ဟာလူအုပ်စုလိုက်ကြီးပြောင်းရဟိုရွှေကြသွားကြပါမှန်ပါတယ်အဲ့ဒီဟာတွေကဒါမဲ့သူတို့တွေကကြားဖြတ်နေမဟုတ်ဘူးကက်စီနိုတို့ဟိုတယ်စားတောက်ဆိုင်ပြည်စားလုံးကစသဖြင့်ပေါ့ဗျာအဲ့လိုအဲ့လိုမျိုးတွေနောက်ပြီးအဲဒီ local မြန်မာတွေပေါ့တချို့ဆိုရင်လည်းဒီမြဝတီ volley one card တဲ့ပုံစံကြောက်ခက်ဖရားသုံးစုဒီမှာရှိတဲ့ center တွေတခြား center တွေရောက်တော့တရုတ်တထေးတချို့ကိုတော့ BGF ကအမနစ်စစ်ရတာဌာနချုပ် เนาะဒီဒီတော့ကလေးစံပြကြည့်ရတဲ့ကိုဟိုဟိုပေးနေတာတွေ့ရဝန်ထမ်းအများစုကတော့ကြုံတို့ဟိုလမ်းကြောင်းကနေပြီးတော့ဒီမြန်မာစစ်တပ်ရဲ့စစ်စေးဂိတ်တွေခြားတဲ့စစ်တောင်းတဒါတို့တန်လွင်တဒါတို့เนาะဘောနဲ့ကြီးတို့ကနေဖြတ်ပြီးတော့ပဲအစစ်စင်းမရှိသွားလာနေတာတွေ့ရအဲ့တော့သဘောကတော့သူတချို့တွေကတော့ရန်ကုန်ဘကိုးဘက်မှာခဏ ရှောင်သိမ့်နေတဲ့သဘောနောက်အလုတ်ပြန်ပေါ်ရင်ပြန်လုံးမယ်ဆိုတဲ့သဘောလို့မြင်ရတာပါဟုတ်ကဲ့ပြီးတော့ဒီကြာမီတလောက်တော့မော်လမြိုင်ဘက်တီမှာလဲဒီတရုတ်တို့ပြီးတော့ဒီလူစိမ့်နေအများကြီးဝင်လာတဲ့လူကြာမီတာရှိတာပေါ့နော်နောက်တစ်ခုကဒီဆရာခုနပြောတဲ့အထက်မှာလည်းပါတယ်ပေါ့လေအဲဒီကြားပြန့်ကဖွံ့ဖွံ့ဖွံ့ပြိုးပြီးဒီနိုင်ငံတွေကိုပို့ပြီးတော့ပြတ်မှတ်ထား ဟိုလိန်တာပေါ့လေအဲ့ဒီထက်မှာအမေရိကန်ကအများဆုံးထိတာပေါ့ဆိုတော့အဲ့အမေရိကန်ကဒီကြားဖြန့်နှိမ်နှင်းဖို့အတွက်ဆိုပြီးတော့ဖွဲ့ထားတဲ့ဒီ scam center strike force ကရောဒီမြန်မာနိုင်ငံမှာပေါ့နော်ဒီအမြင့်တွယ်နေတဲ့ဒီကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုရောဘယ်လောက်ထိထိရောက်အောင်ပေါ့လေရှင်းလင်းပေးနိုင်မှာမို့လို့လဲဟုတ်ပါတယ်နိုမလာဆနေနေမှာအမေရိကန်ရှင်းနေကြုံရောတရားရေးဌာနရာဆွေးဌာနကွဲနောက် FBI နဲ့ ီ US Secret Service တို့ပါဝင်တဲ့ online ငွေလိမ်ကိုင်းတိုက်ဖျက်ရေးထူဖွဲ့ပေါ့ scam center strike for ဖွဲ့လိုက်တဲ့ကြီးတာနော်အဲဒါမဲ့ background ပြောရလို့ရှိရင်အဲ့ဒီဒီဒီအဖွဲ့မတိုင်ခင်တည်းကနေကိုပဲအဲ American ရဲ့ဒီ secret service တို့ပါလို့အချက်လက်စုဆောင်းတာတွေစုံစမ်းမြေပြင်ကွင်းစင်တာတချို့လုပ်ထားပြီးသားရှိတယ်နောက်ပြီးတော့ ဒီဒီဒီမှာ secret service အကြောင်းကိုပြောရင်ဒီဒီ strike force မှာ secret service ရော FBI ရောပါတယ်အဲ့မှာ secret service ကပို့ပြီးတော့ခြေလမ်းတွက်တယ်နောက်သူ့ရဲ့အဲသူ့ရဲ့အကြောင်းပြောရင်စကားဆက်လို့ပြောရရင်သူ့မှာကဒဏ္ဍာရီနှစ်ခုရှိတယ်တစ်ခုကလုတ်ကန်တာနှစ်ခုပေါ့တစ်ခုကတော့ American သမရာတို့သမရာဟောင်းနေတော့တကယ် American သမရာကနေပြီးတော့ဟို designated လုတ်တဲ့လူတွေဧည့်သည်တွေဒီကမျိုးတွေအရေးကြီးပုံကူတွေသူကလုံခြုံရေးပေးရတာရှိတယ် နောက်ပြီးတော့ American နိုင်ငံသားတွေကိုထိခိုက်စေတဲ့ပြည်တွင်းပြည်ပ cyber crime တွေလာရတာပြောရင်ဒါသူ American ပြည်တွင်းစစ်အပီးမှာစထောင်တဲ့ဟိုဟာ intelligence agency ပဲเนาะသူရဲ့နောက်ပိုင်းမှာလာသူကဟိုဟိုသူရဲ့အလုပ်တွေကိုဟိုတခြားဟိုတပတ်မှန်နေဖွဲ့ပြီးတော့ခွဲပေးလိုက်တာဒါတော့ အဲ့တော့သူဒီလိုမျိုးဒီ secret service မှာသူကကဘာနှံ့ကဗန်နာကြီးကိစ္စတွေလိုက်နိုင်တာနော်နောက်ပြီး cryptocurrency တို့ cyber crime တို့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟို expert တွေပါတစ်ချိန်ထဲမှာပဲဒီဒီအဟောဘော uh sorry ဒီဒီဒီ strike force อ่ะ indonesia မှာခြေဆိုင်တဲ့ကြားဖြတ်နေစရာဒေါ်လာတန်း၄၀၀လောက်ကိုသူကထိန်းချုပ်လိုက်နိုင်ပြီเนาะနောက်ထပ် တန်း80ကိုလည်းတွဲပြောင်းမှုလုပ်နေတယ်ဟုတ်လားဒါအပြင်မဲ့ဒီအခုတိုက်ချမ်းဒီမြန်မာနိုင်ငံရဲ့တိုက်ချမ်းတို့ခေတ်ကပတ်တို့သူကစစ်စင်ကြီးတချို့ဟိုလုပ်ပြီးခဲ့ဆေအိုစုကဗိုလ်ချုပ်စော်မင်းတွန်းကတော့ပြောတာပေါ့ဒီ strike force ရဲ့မြေပြင်မှာဘာမှမတွေ့ရဘူးပြောတာဒီအလုပ်တွေကလျှို့ဝှက်လုပ်ရတာပြောတော့သူမမြင်တာလည်းအပြစ်တော်မဟုတ်ဘူးเนาะ now strike force တဲ့မှာပါတယ် branch တစ်ခုပြစ်တယ်ဒီအေဒီအပွဲတစ်ခုပြစ်တယ် American Town Line Bureau Bureau FBI ပေါ့ဒီ FBI ကသူ့ရဲ့ agent ကို time time ကိုစစ်ဟိုဟာလွှတ်ခဲ့ပြီးတော့ time ရတပ်ဖွဲ့နောက်စစ်ပဆိုင်ရာအထူးဖွဲ့တွေနဲ့သူဟိုပူးပေါင်းလှုပ်ဆောင်မှုတွေဆက်ရှိမှာ FBI ကပါလို့ပါလဲဆိုတော့ FBI ပါလာတဲ့အတွက်ပြည်သူတွေအနေနဲ့တိုက်ရိုက်တိုက်ကြတာတွေလုပ်လို့ရတယ်เนาะဥပမာဒီ money laundry ပေါ့ကြံပြန်ရလာတဲ့ငွေတွေငွေငွေပြူပြောင်းတာเนาะ ဒါမှမဟုတ်ရင်ဒီကြားပြန်ကိုင်းနေအိနဲ့ဓာတ်ရိုက်မှုအတွယ်ဝိုက်ချိတ်ဆက်လုပ်တာတွေဒါတွေကိုသူကတည်င်းပေးတိုင်ကြားလို့ရပြီးရင်အဲ့ဒီကသူကရလာတဲ့ဟာတွေကို investigate လုပ်မယ်ပြီးရင် strike force မှာပါဝင်တဲ့အဲသူဒီ strike force ကနေပြီးတော့ဟောဒီသက်ဆိုင်ရာလူတွေကိုအေးအေးယူတာဖမ်းဆီးထိန်းသိမ်းတာငွေတွေပြန်သိမ်းတာဒါမျိုးတွေလုပ်အဲ့တော့ဟော strike force ရဲ့တာဝန်ကအာအများကြီးပဲ အဲသူလောက်ရမှာအခုဟိုလောလောဆယ်မှာတော့ပြစ်မှတ်ဒီဒီ list တွေမှာပါတယ်လို့ပြောလို့ရတာတော့ကြည့်လို့ရှင်2025နော် match လာမှာဒီ American session လောက်ခံတာတဲ့ဆက် BGF ကောင်းဆောင်စောချစ်သူတို့ဘုံမှုစောတင်ဝင်းတို့ဘုံမှုကြီးစောမင်းမင်းဦးတို့နော်နောက်ပြီးတော့စောချစ်သူရဲ့သားနှစ်ယောက် now October ထဲမှာအာဒီဒီ DKB ရဲ့အဲ sorry November လဲမှာ DKB ရဲ့ထိတ်တန်းကောင်းဆောင်တွေပြုတဲ့ society လို့ social win social အောင်စိုင်းကြော်လာဒါတွေကဒီ sanction ထဲမှာပါသွားတော့သူတို့ရဲ့အဲနာမည်ရပေါက်သွားပြီဆိုတဲ့သဘောဖြစ်တယ်ဒီနှိမ့်နှဲမှုတွေပေါ့နော်ဒီအင်ဒိုနီးရှားကဖြစ်တဲ့လိုမျိုးမြန်မြန်ဆန်ဆန်ဖြစ်နိုင်အောင်အကောင့်ထဲပေါ်နိုင်ရင်တော့ပို့ပြီးတော့ကောင်းတာပေါ့လေကြာ ောက်တစ်ခုကဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်လာလို့ရှိရင်အဲ BGF တို့ DKPA တို့အမြဲပြောနေကြတာကတော့ဒီဟာကသူတို့အထင်းချုပ်တဲ့နေမြေမှာမရှိဘူးဟောမသိဘူးပေါ့နော်အဲ့လိုမျိုးပြောနေကြတယ်ဒါပေမဲ့ဒီအရှုကုတ်ကိုကဒီရှိချီချန်တရုတ်ကိုလွှဲပေးခံရတဲ့သတင်းတွေတက်လာပြီးတဲ့နောက်နောက်ပိုင်းမှာပေါ့နော်ဒီကြားဖြန့်ပြဿနာတွေကိုဒီ BGF နဲ့ DKPA တို့ နဲ့တွဲပြီးတော့နိုင်ငံတကာပို့ပြီးတော့မြင်လာကြတယ်ပေါ့နော်ခုနဆရာပြောသလိုပဲဆိုတော့ဒီအဖွဲ့တွေကလည်းဒီစစ်ကော်မရှင်တက်နဲ့ဆက်ဆက်မှုရှိနေတယ်ပေါ့လေဆိုတော့ဒီကြားပြန်ကိစ္စနဲ့ဒီ BGF ကထိုးကြွေးခံရတော့မယ်ဆိုတော့အုံသက်ချက်တည်းလဲထွက်လာတာမျိုးရှိတယ်ဆိုတော့ဒီပေါ်မှာရောဆရာဘယ်လိုမြင်သလဲရှင်အာရှေ့ချီချန်နိုကဒီသူက high level တွေပေါ့သူသူတို့ကတစုံလုံးကြီးကို မောင်းနှင်သွားတယ် money laundering လုပ်သွားတဲ့ဟာတွေအဲ့ဒီအဲ့ဒီဟာတွေပေါ့နော်ဒါအာ အဲထိုင်းကနေပြီးတော့ဟောဖန်နေစစ်စေးတယ်ပြီးရင်တရုတ်ကိုပို့တယ်တရုတ်ကအာသူ့ကိုဘလို့အေးယူမလဲဆိုတဲ့ဟာအာကြည့်အောင်ပါဒီ BGF တို့ DKB တို့အနေနဲ့သူတို့ကတော့သူတို့ကိုယ်တိုင်ဂျာကတ်နေမလုပ်ပါဘူးမသိပါဘူးပေါ့အဲ့လိုမျိုးညင်းတာဆိုမဲ့ဥပဒေရဲ့သဘောတရားရာကျွန်တော်တို့မသိလို့ကျူးလို့မိပါတယ်ဆိုတာဥပဒေမှာအပြစ်မလို့เนาะ ီမှာနှိုင်းရှင်ပြီးပြောရင်လောက်ကရရှိုးပယ်ဝေးမီဒီမိသားစုတွေနဲ့အခု BGF တို့ DGF DKB တို့အခြေတရထတ်တူတော့မကြဘူးဒါပေမဲ့တူတာတွေရှိတယ်အဲလောက်ကင်ကအမှုကကျွန်တော်အမြင်တော့ကြားဖြတ်တဲ့ပိုးတယ်ဘာတော့တရုတ်အမျက်တော်ရှာစရာကိစ္စတွေရှိတယ်တရုတ်ထောက်လိုင်းရေးတွေကိုတတ်လိုက်တဲ့အမှုနော်နောက်ပြီးရင်အဲထိုင်ဝမ်ကိစ္စနဲ့ဆက်နွယ်တယ်လို့တရုတ်ကတန်တရားဖြစ်တာတွေလည်းပါတယ် ဒီ BGF KN နေပေါ့နော်နောက် DKAB တို့ကြတော့ဟောကြားဖြတ်မှာပို့ပြီးတော့ပါဝင်နေတာကြားဖြတ်မှာသူကလိန်နဲ့သူလိန်တာမဟုတ်လိန်နဲ့သူကာကွယ်ပေးနေတာနောက်စီးပွားရေးလုံးပေါ်ကင်ဘက်ပါနာဖြစ်နေပတ်သက်နေတာဟိုချမ်းမြောက်မှာ ਨੇ အဲတူတာကတော့ဒီအဖွဲ့တွေကစစ်တပ်ရဲ့ဓာတ်ရိုက်ထိန်ချုပ်မှုအောက်မှာရှိတဲ့နေသားဆောင်တပ်လိုမျိုးပြစ်တာနောက်ပြီးရင်အဲ ီကြားဖြတ်နေဖို့သူတို့ကငါဟိုအခြေချကွင်ပေးတာကာကွယ်ပေးတာဒါနောက်ဟိုစစ်တပ်နဲ့မဟာမိတ်ဖြစ်တာတွေတွားတူကိုကဘီသူစစ်ကောင်းဆောင်ဝေးဆန်းရောเนาะ BGF ကစောချစ်သူရောမင်းမင်းအောင်လိုင်းကိုတိုင်အဲဒီဒီမင်းအောင်လိုင်းစစ်တပ်ကပဲဗိုလ်မှူးကြီးယာတူအပွင့်အပွင့်လူတွေပေးထားလာเนาะကျွန်တော်အမြင်တော့ဒီ BGF တို့ DKB တို့อ่ะ ူရှိမှဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေကိုသင်ခန်းစာမယူဘူးကိုကံကိစ္စတုန်းကတရုတ်အနေနဲ့ရှမ်းမြောက်ကကြားဖြတ်နေ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 တော့မှမင်းအောင်လိုင်ကအစောပိုင်းတော့နေပြီးတော့မှဖွက်ထားပြီးနေတယ်ဒါပေမဲ့တရုတ်ကအာတောင်းလာတဲ့အခါမှာဖီအားပေးပြီးတော့များလာတဲ့အခါမှာအချိုးတက်ပြီးတော့သူကခေါ်ပြီးတော့သူဟိုနေပြီးတော့လေစိတ်ကနေပဲတရုတ်ရဲ့တရုတ်လက်ထဲကိုအပ်ပေးလိုက်တာ ရှမ်းမြောက်ကအာကြားဖြန့်နေကိုဒီတရုတ်ကဝင်ဆောင်ရွက်တဲ့ခါမှာ အချိန်တိုတွင်းပြတ်သွားတာတော့လောက်ကန်ရတရုတ်ရဲ့နေစားမျိုးဖြစ်တာเนาะအဲ့တော့တရုတ်တပ်ဖွဲ့ကလောက်ကန်နဲ့ဝင်ပြီးရှင်းလင်းလုပ်လို့ရသွားတယ်။နောက်ပြီးရင်ဒီလူတွေရဲ့မွေးအများစုကလည်းတရုတ်ဘဏ်မှာအပ်ထားတာအတွက် freeze လုပ်လို့လွယ်တယ်เนาะဒါအဲ့အဲ့ခါကျတော့သူရဲ့တရုတ်ကထိန်ချုပ်မှုအောင်ပိုရောက်အခုကဒီ BGF ကောဒီ BGF ကောဒီကပြီးရောပေါ့သူတို့ကနိုင်ငံကဖိအားပေးတာတွေများလာရင်2024အဖြစ်ပျက်ကိုကြည့်ဟုတ်လားတရင်းသားရှင်လုံးဝတွေထွက်လုပြလိုက်နော်နောက်ဖာလီပြလိုက်ဟိုနိုင်ငံသားတွေပြန်ထွက်ပြလိုက်ဒီလိုနဲ့ပဲအချိန်ဆွဲလာတာသူတို့ကိုယ်တိုင်လည်းအဲ အဲအချင်းသူတို့ကိုယ်တိုင်လည်းပါဝင်ပတ်သက်နေတာပေါ့ဒီတရုတ်ရာသွေးဂိုင်းတွေလုပ်တဲ့ဟာကိုသူတို့ကဟိုပတ်သက်အဲ့လိုနဲ့အခု2025နှစ်25ခုနှစ်ကုန်ကနီးအထိကိုရောက်လာဒါပေမဲ့စစ်တပ်ကမြန်မာစစ်တပ်ကမင်းအောင်လှိုင်စစ်တပ်ကဒီမှာဒီလိုတွေလုံတာတိတာပဲနော်ကဲအဲ KNL နဲ့တိုက်ပွဲတွေမှာ ဒီကြားဖြန့်စင်တာတွေနေရာကိုဘုံမကြအောင်ရှောင်ပြီးကျဲပြီးရင်ဒီကြားဖြန့်တွေလောက်တာကိုတီးတီးရဲနဲ့ဟိုကခွင့်ပြုခွင့်ပြုထားတာနောက်ပြီးတော့ကြားဖြန့်လုံးတဲ့သူတွေဒီလိုမျိုးဖန်ခံတဲ့လူတွေနဲ့ခေါ်ပြီးတော့တရားစွဲတယ်ဆိုတဲ့ဟာမရှိဘူးတေဟိုနောက်ဆုံးဒီအမှုတွေဘလို့ဖြစ်လာတယ်ဆိုတာကိုတရားစီရင်ချက်တွေတေချာမတွေ့အောင်အဲ့တော့ပါလေလက်ရှိအနေအထားမှာကျွန်တော်ခုနကပြောလို့ဒီဒီစင်တာတွေရရဖို့ဆိုတာတဲ့ ဆက်လုပ်ဖို့ပဲအဲရည်ရွယ်ချက်တွေရှိနေတဲ့တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ Telegram เนาะဒီ social media မှာအာရွှေကုတ်ပိုတို့ဝန်ခါတို့ကကြားဖြန့်လုပ်ငန်းတွေအတွက်အလုံးခေါ်တဲ့ကြော်ညာစာတွေကျွန်တော်ခုတတိတွေ့နေရတော့မယ်လေ။ပြီးတော့ဒီဒီနိုင်ငံတကာကဒီနိုင်ငံတကာတော့မဟုတ်ပါဘူးဒီတရုတ်နဲ့ American ရဲ့ဒီကြားဖြန့်အရေးနဲ့ပတ်သက်ပြီးဂိုင်တွေတဲ့ပုံနဲ့ဆက်လိုက်ချင်ပါတယ်ဆရာ။ဒီ ကြားဖြန့်ထိန်နေရေးကိစ္စမှာဒီအရင်ကတရုတ်တရုတ်နိုင်ငံသားတွေကပို့ပြီးတော့ဟိုအပြစ်မှတ်ထားခံရတော့တရုတ်ကတရုတ်ဆိုရကအာသုံးခွန်ဆိုင်လောက်တာတွေ့ရတယ်ပေါ့နော်နောက်ပိုင်းမှာတော့ဒီအမေရိကန်နိုင်ငံတွေပါပို့ပြီးတော့ထက်ထက်ဝက်ဝက်ပါလာတယ်အဆိုတော့ဒီကြားဖြန့်နှိမ်နှင်းတာနဲ့ပတ်သက်လို့ရှင်ရင်ဒီနိုင်ငံကြီးနှစ်နိုင်ငံရဲ့လှုပ်ရှားမှုတွေကဘယ်လိုမျိုးကွာခြားချက်ရှိလဲပြီးတော့ဘယ်လိုပုံစံနဲ့ဘယ်လိုနည်းလမ်းမျိုးကဒီကြားဖြန့်လုပ်ငန်းတွေဟိုအရှင်းပြောက်ဖို့အတွက်ပေါ့လေအထူးအောင်ဆုံးဖြစ်မလဲရှင် နိုင်ငံကြီးနဲ့နိုင်ငံကတို့တို့ဒီအပေါ်မှာချင်းကပ်ပုံချင်းမတူမတူကွဲပြားပေမဲ့လည်း DKB တို့ BGF တို့ဟိုဒီနေရာတွေကပြောရရင်တော့စစ်တူရင်ဘုတ်ပေါ်ကပွန်းလေးဒီလိုပဲเนาะသူတို့ကတော့အနည်းနှခန်းကိုရောက်နေတယ်သူတွေတေယုတ်ကလည်းဇင်ယောဆိုတဲ့ဇင်ယောစစ်စင်ရေးရှိတယ်เนาะ အမေရိကန်ကလည်း special strike force ရှိတယ် BGF ကော DKB ရောကပြိုတိုင်းကြိုက်တဲ့နေစည်းကိုင်တော့မဟုတ်ဘူးเนาะအင်အားကြီးနှစ်နိုင်ငံကလိုက်ရှာခံနေရတဲ့ပြောရရင်အမေရိကန်ခြေလမ်းရွေ့တာကတော့ပို့ပြီးတော့တက်ရောက်ဖို့ကြီးတယ်အခုဆိုရင်ကြားဖြတ်နေရဲ့ငွေလက်ခံထားတဲ့နိုင်ငံတွေပါ Action Junior အရေးယူဆောင်ရွက်မှုတွေလှုပ်လာအဲ့ဒါကြောင့်လဲဒါမင်းအောင်လိုင်းဟိနှုတ်ပါတို့ကအနေရတော့ကြီးပြီဆိုတာကိုခံစားမိနေလောက်တာ ဒါကြောင့်ဒီ strike force ဖွဲ့စည်းတယ်လို့ကြေညာပြီးနောက်တည့်ပါပဲမင်းအောင်လန်ကိုယ်တိုင်ဖန်အန်ဆင်းလာပြီးတော့ကြာပြတ်နှိမ်နှင်းပါမယ်ဆိုပြီးပြောတာပြီးရင်ဒီဖန်အန်မှာအာ BGF TKV KNL PC ဘယ်ဖွဲ့ဟိုမှာခေါ်မထားဘူးဆိုပြီးတော့ညွန်ကြားခဲ့တာလည်းတွေ့ရတဘောကတခုကသူကမင်းအောင်လန်ကဒါကရင်ဖွဲ့တွေပါကျွန်တော်မပါပါဘူးဆိုပြီးတော့လှုပ်တာဟာလာဒီဒါအပြင်အရှင်ယူတဲ့အနေနဲ့ KK Pack ရဲ့အဆောက်အုံတွေဖောက်ကွဲပြစီပြတာ လူပန်းပွဲတွေလုပ်ပြတာเนาะလူ1900ဖုန်းလုံးပေါင်း2000 1000ကျော်ကွန်ပျူတာပေါင်း3000နီးပါးเนาะ Starlink အင်းဘန်100ကျော်ဒါတွေကိုပြီးရင်ဒီအစာဦး600ကျော်တည်းက200ကျော်ဖြူချဖြူချပြပြတယ်ဒါမျိုးတွေလုပ်တာဒါကအာတစ်ဖက်နောက်တစ်ဖက်မှာအမေရိကန်လည်းဖမ်းခြင်းပါပဲ အဲ့မှာ strike force ရဲ့တာဝန်မှာ center ပါဖြည့်ဆည်းဖို့ဆိုတာလဲစိတ်ဝင်စားစရာ center တွေပေါ့အစာဦးတွေဒါဒီလိုမျိုးလွယ်လေတဲ့ဟာတွေဖြည့်ဆည်းရမယ်ဆိုတဲ့ဟာကျွန်တော်အမြင်တော့ကြားဖြတ်နေနေကရှေ့လျှောက်စိတ်ဝင်စားဖို့တွေဆက်ပြီးတော့တွေးရမယ်ထင်ပါတယ် American ကဒီကိစ္စကိုစောင့်ကြည့်နေတာအာနှစ်တီကြာပြီလို့ယူဆလို့ရတယ်အစောပိုင်းမှာသူက ီလိုမျိုးစင်တာတွေနဲ့ပတ်သက်ပြီးတော့နော်ဒီလောင်စာဟိုတရားမွင့်လောင်စာလုပ်ငန်းတွေတရားမွင့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးရစပြီးတော့သူတေသနာအစင်ကတာတွေလောက်လာတာနော်အခုနောက်ပိုင်းကြာပြန့်ဖြစ်လာပြီးတော့အမေရိကန်နိုင်ငံသားတွေအလိန်ခံတဲ့မြင့်တက်လာတာ crypto currency လိမ်လည်မှုတွေမြင့်တက်လာတာအခုတော့ဒီလောက်ထိခြေလမ်းကိုအရှိန်တင်လိုက်တာဒီမှာ super power ကြီးနှစ်နိုင်ငံချင်းကပုံချင်းလည်းမတူဘူး American ဝင်မယ်ဆိုတော့တရုတ်ကလက်ဦးမှုရယူရေးလမ်းချမဲကောင်စီဝေးလုပ်တယ် တရုတ်လာအိုထိုင်းကမ္ဘောဒီးယားမြန်မာဗီယက်နမ်နိုင်ငံအင်္ဂါလူတွေဆွေအရာရှိတွေတွေ့ပြီးတော့ဟလာအစည်းအဝေးလုပ်တဲ့သဘောတူညီချက်20ချက်20ချက်ရတယ်လို့သူတို့ထုတ်ပြန်လာတာတွေ့ရဒီမှာအကွက်တွေပေါ့မင်းအောင်လိုင်းကလည်းဒီအခြေအနေကိုအခွင့်ကောင်းယူပြီးတော့သူက BGF DKB ကိုထိုးချပြီးတော့ထိုးကျွေးပြီးတော့မြောက်ဒီဒီတဝိုက်ကိုသူထိန်ချုပ်ဖို့ကြိုးစားလိမ့်မယ်တရုတ်ဆိုရရဲ့ရည်ရွယ်ချက်ကရောဘယ်လောက်ရှိမှာတော့ ဒီလိုမျိုးစင်တာတွေနေရာတွေဇုံတွေမှာတရုတ်နိုင်ငံသားတွေရဲ့ယင်းနှီးမြုပ်နှံမှုဒီအစာအုပ်တွေအခြေခံအစာအုပ်တွေကိုသူဖျက်ဆီးပစ်တာမျိုးအထိလုံရဲပါမလားကျွန်တော်တော့တန်တရားရှိတယ်အမေရိကန်ကတော့ special task force နဲ့လုပ်ငန်းတာဝန်တွေအဲဒီမှာခုနပြောသလိုဖျက်ဆီးစီအစာအုပ်တွေဖျက်ဆီးဖို့ပါပါအဲ့တော့ သူကတော့သူကိုယ်တိုင်တတ်တည်ရလို့တော့ဝင်ကျင်မဝင်မှာပေါ့နော်မဟာမိတ်တွေရွေးချယ်တာဖြစ်လာတိုင်းတယ်အဲဒီမှာအရင်ကဘုံကျဲမှာကြောက်လို့ဆိုပြီးတော့မင်းအောင်လိုင်းတက်နဲ့မပေါင်းညင်ပေါင်းညင်ပေါင်းနေတဲ့ BGF TKB လို့လူမျိုးအဲသူတို့ရဲ့ကဏ္ဍကသူတို့အနေနဲ့လူပြတက်တေလုံပါလားဒါမှမဟုတ်ရင်ဆက်မိုက်ပါလားပေါ့ပဲရွေးရမယ်အဖြစ်ကိုရောက်လာတော့ ဒါကလည်းပြောရရင်နေနေဦးတော်လိုင်းကြီး ਨੇ ဆက်နွယ်နေတာအန်ယူဂျီ KNU တို့ကလည်းဒီကြားဖြန့်နေငင်းရေးကိုအခွင့်ရေးရလို့မြင်ပြီးတော့အမေရိကန်နဲ့ဆက်ဆက်ရေးတိစောက်ဖို့မျှော်လင့်တဲ့လက္ခဏာတွေလည်းတွေ့ရပါတယ်ကျူချဲကြီးဟုတ်ကဲ့အခုတော့သတင်းတွေထွက်နေတာဒီမင်းလက်ပံဘက်မှာ KNL ဒီ KNU KNL ကဒီ DKPA ဟိုကြားဖြန့်လုပ်နေတယ်လို့ပြောတာပေါ့နော်ကြားဖြန့်လုပ်နေတဲ့နေရာကိုဝင်စီးတယ်ဆိုပြီးတော့လဲဗရန်နေထွက်နေတာတွေ့ပါတယ်ဟုတ်ကဲ့ပါဆရာဟိုဒီတစ်ပတ်အဆွေးနွေးမှုကိုဒီမှာပဲရန်နာချင်ပါတယ်ဆရာအချိန်လေးပြည့်နေပြီဖြစ်တဲ့အတွက်နောက်တစ်ပတ်တွင်မှာပြန်ပြီးတော့ဆုံတွေ့ရအောင်ပါရှင့်ဟုတ်ကဲ့ပြန်ဆုံကြမယ်နော်ကျေးဇူးပါ thank you